ါရှင်ဒီနေ့မှာတော့ဝက်ရှိတော့ရိုးစုပြုတ်ချက်မှာဖြစ်ပါရဲ့ရှင်ဝက်ရှိတော့ရိုးပြုတ်မဲ့ထဲကိုဂျင်းနဲ့တွန်ဖြူထောင်ထားတာလေးထည့်ပါမယ်ပရဲကော်လေးထည့်ပါမယ်ဒီမှာရှောက်ရွက်လေးရှိနေလို့ရှောက်ရွက်လေးလည်းထည့်လိုက်ပါမယ်ဆဗလင်လေးလည်းထည့်ပါမယ်စမူးမုတ်လေးနည်းနည်းထည့်ပါမယ်ထူမုတ်လေးနည်းနည်းထည့်ပါမယ်ပြီးတော့လိုတလောက်စားလေးထည့်လိုက်ပါမယ် နေနေရတော့နှစုံထည့်လိုက်ပါရယ်။ Okay အကောင်လုံးပြီးသွားပြီဆိုရင်တော့အဲ့ဒါကိုတမတ်အောင်လက်နဲ့အရင်နေလိုက်ပါမယ်။ကလုံးနဲ့အောင်နေပြီးသွားပြီဆိုတော့ညီညီတို့ကဒီတိုင်းပဲအရင်လိတ်မှပေါ့နော်နည်းနည်းလုံးအောင်လိတ်ပြီးမှရေကိုပြီးချမှထည့်မှပေါ့နော်အတားရသူ့ကသူထွက်လာတဲ့အရေကခန်းသွားပြီဆိုရင်တော့ညီညီတို့က ဖက်ဖြည့်ပြီးတော့တည်ထားပါမယ်။အသားရင်မြုပ်ယုံလောက်ပဲထည့်ပြီးတော့မှဆက်ပြီးတော့တည်ထားပါမယ်။ဟေးဝတဲ့ဟာုံကြောက်ပြုံတီးကိုပြင်ထားမှဖြစ်ပါရှင်။ကြည့်ပါမယ်။ပြုံတီလေးလီးပြောပြင်ထားပြီးပါပြီရှင်။ လေးလေးပွဲပြီးတော့မှအရင်ကစားရှင်းသပွဲအနဲ့လေးရနေပါလေအနဲ့လေးမွေးနေပါပဲတဲဟာအရင်ကြာနေပြီဆိုတော့ဘူးတီလေးထည့်ပါတော့မယ်ဘွာရေအောင်ခဲနော်မင်းအခဏအုပ်ပြီးမှရေကိုပြီးကြမှာထဲမှာနော်ခေပါ ရေထည့်ထားတာအရင်ကြာနေပြီဆိုတော့ဖွင့်ကြည့်လိုက်ပါဦးမယ်ရှင်ဝါးတားရီလေတော်နုသွားပြီပေါ့နော်ကြောက်ပြုံဒီလေကျက်သွားပြီဆိုတော့ဟင်းလေးကစားလို့ရပါပြီရှင်ဒါကတော့ကွက်ရိုးစုပြုံနဲ့အတူစားဖို့ပေါ့နော်ချစ်တုံနေငယ်ကြီးစိပြုတ်ထောင်းထားတာလေးပေါ့နော်အဲ့ဒါတမ်းပြရေလေးငိပြီးတော့မှတူစားမှဖြစ်ပါရဲ့ရှင် စားတာကိုတော့မရိုက်ပြတော့ဘူးနော်ရှင်အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်တတ်တာ